Hi guys အားလုံးပဲမင်္ဂလာပါကျွန်တော် Football Mind ရဲ့ page Harry ကနေပြီးတော့ပြည်သက်ကြီးအလုံးကိုပြန်ရွှေ့ဆိုလိုက်ပါခင်ဗျာ Okay ကျွန်တော်ဒီနေ့ပြုလုပ်ထားတဲ့ video လေးကတော့စနေနေ့ညအစောဆုံးပွဲစဉ်ဖြစ်ရှင်ပြိုင်ကစားကြမယ် Brentford နဲ့ Manchester United ရဲ့ပွဲကြုံတဲ့ချက်ကိုကျွန်တော်ပြုလုပ်ထားဖြစ်ပါတယ်အဲ့တော့ပြည်သက်ကြီးအလုံးပဲကျွန်တော်ဒီလိုလိုက်ပြီးတော့ကြည့်လိုက်ပါခင်ဗျာ Okay ကျွန်တော်ဒီဟောပါတော့ Brentford နဲ့ Manchester United ကျွန်တော် head to head နဲ့ပဲစလိုက်ရအောင် head to head မှာဆိုရင် Brentford က ဟိုတန်းတလာလင်းနေပဲရှိသေးတယ်ဗောနော်အဲ့တော့နောက်ဆုံးတွေ့ကြုံခဲ့တာတွေ့ဆုံခဲ့တာအင်ကွင်းအဝေးကွင်းဆိုတော့၈ချိန်ပဲရှိတယ်အဲ့တော့ကျွန်တော်လောဆယ် brand 4ရဲ့အင်ကွင်း၄ချိန်တွေ့ဆုံမှုကိုကျွန်တော်ရင်းပြောလိုက်မယ်အဲ့တော့ brand 4ရဲ့အင်ကွင်း၄ချိန်တွေ့ဆုံမှုမှာ Manchester United ကတပွဲတာနိုင်ရရှိပြီးတော့ brand 4ကနှစ်ပွဲနိုင်တပွဲတည်းရရှိလာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီ record တွေရပါဟုတ်တူကပါတော့ဟုတ်တူက record တွေရ Manchester United က Brentford ရဲ့အိမ်ဝင်းမှာ ဟိုနိုင်ပွဲက25%တော့ပဲပေါ်ဆောင်နိုင်တာကိုတွေ့ရတယ်။အဲ့ဒီနိုင်ပွဲကလည်း Brentford တန်းတက်လာခြင်းပထမဆုံးနှစ်မှာနိုင်နိုင်တာဖြစ်ပါတယ်3-1နဲ့။နောက်ပွဲနောက်ပိုင်းနှစ်တွေမှာတော့4-0နဲ့ရှုံးတယ်1-1တည်ကြတယ်။မနစ်ကပူပူနွေ့နွေ့ပဲ4-3နဲ့ထရှုံးတာတယ်။အဲ့တော့ပြောရမယ်ဆိုရင်တော့ Manchester United ကတော့ဒီ Brentford အိမ်ခွင့်မှာဆိုရင်ရက်လက်လေးအိမ်မကောင်းတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါခင်ဗျ။ Okay ကျွန်တော်တို့ဒီ အင်ကွင်းအဝေးကွင်းဟတ်တူဟတ်တွေ့ဆုံမှုနောက်ဆုံး၈ချိန်ပေါ့နော်နောက်ဆုံး၈ပွဲပေါ့နောက်ဆုံး၈ပွဲမှာဆိုတော့ကျွန်တော်အင်ကွင်းဝေးကွင်းကျွန်တော်ဟိုကြည့်လိုက်မယ်ဆိုရင်တော့မန်ချက်စတာယူနိုက်တက်ကသူ့ရဲ့အင်ကွင်းမှာ ရှားနှုံးပြေနိုင်ယူလာတာကိုတွေ့ရတယ်အဲ့တော့ပြောချင်တာကယူနိုက်တက်ကသူ့ရဲ့အင်ကွင်းမှာဆိုရင်ဘရန်ဖို့ကိုအတကုံတွေ့ရစော်တယ်ပေါ့နော်တွေ့ရစော်တယ်2 1 2 1 1 C 3 C ဆိုရလာနေတယ်အတကုံဟိုတီးရတာပေါ့နော် ပွဲတိုင်းကိုနိုင်ရတာပေါ့အဲ့တော့100%နိုင်ပွဲရတာတော့တွေ့ရတယ်အဲ့တော့အင်ကွင်းဝဲကွင်းအင်ဝင်းဝင်းပွဲစဉ်ကိုကျွန်တော်ခြုံကြည့်မယ်ဆိုရင် Brentford က2ပွဲနိုင်2ပွဲတည်ကြပြီးတော့ United က5ချိန်ဝင်တာတော့တွေ့ရတယ်။အဲ့တော့ဒီလက်ရှိ Brentford ရဲ့ခွင်းမှာပေါ့နော် Manchester United အနေနဲ့ဒီလွယ်ကူမဲ့ပွဲစဉ်2ပွဲဖြစ်လာအောင်မယ်လို့ကျွန်တော်ကတော့မထင်မိဘူးခင်ဗျ။အဲ့တော့ဒီလက်ရှိအချိန် ဟိုတိတ်မကောင်းသေးတဲ့ယူနိုက်တက်အနေနဲ့ပေါ့နော်အဲ့တော့ဒီ Bravo နဲ့ပွဲစဉ်မှာဘာလို့ပြတ်သွားမှာဆိုတော့ကျွန်တော်တို့ခြေတော်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Okay ဒီ hand to hand ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီ live app သုံးသက်ချက်ကိုတွားလိုက်ရအောင်။ Okay ကျွန်တော်ကဒီ Bravo ဟာအိမ်ဝင်ဖြစ်တဲ့အကြောင်းမလို့ ဒီ Bravo ရဲ့အသင်းကိုပဲကျွန်တော်စပြီးတော့တုံသက်လိုက်ပါမယ်။ဂုံသမားနေရာမှာတော့ဒီ Liverpool ကနေပြီးတော့ခေါ်လာတဲ့ Callahan ကိုပဲပို့ထုတ်လောက်မယ်လို့ကျွန်တော်ကတော့ထင်မြင်ဆိုင်ယူပါရယ်။ဒီ Bravo အသင်းကပေါ့နော်။နောက်တန်း9ရောင်းနဲ့ကစားတဲ့အသင်း။ဒီနောက်တန်း9ရောင်းမှာဟို Collins ရှိမယ်၊ Pinnock ရှိမယ်၊ Van de Beek Van de Beek ရှိမယ်နော်။ Van de Beek ရှိမယ်။ပြီးညာညာ side back က ကိုယိုဒေးရှိမယ်မခါယိုဒေးရှိမယ်ဘယ်ဆိုင်မှာမှာလူးဝစ်ပေါ်တာရှိမယ်ကွင်းလယ်တုံးရမှာဆိုရင်သူကဂျော်ဒန်ဟန်နဆန်ကိုအလက်တက်ထဲမှာထားရတယ်ပြီးရင်ညာဘက်မှာကျတော့ RM ဖြစ် right midfield ဖြစ်ယာမိုလက်ကိုတုံးပြီးတော့ဘယ်မီဗီဖြစ်ဒမ်စကတ်ကိုတုံးတာတော့ကျွန်တော်တွေ့ရပါတယ်ဒီရှေ့တန်းနှစ်ယောက်မှာတော့ တရားကိုပေါ့နော်ဤကောတရားကိုနဲ့ဒီရှက်ရှက်တီပေါ့ရှက်တီဒီနေ့ရောက်ကိုပေါ်ထွက်လာမှုလို့ကျွန်တော်ထင်တယ်ဒီနေ့ပွဲစဉ်မှာဒီ Brentford တရားသူတို့စော့နေကြကစားကွက်ဖြစ်တဲ့532ပုံစံနဲ့ပဲသူတို့ပွဲထွက်လာမှုလို့ကျွန်တော်တော့ထင်မြင်စားယူပါတယ်ခင်ဗျာโอเคကျွန်တော် Manchester United ဘက်ကိုတွားလိုက်အောင် Manchester United ကိုတော့ကျွန်တော်ကလေဟိုဘယ်လိုပြောရမလဲဒီ line up တုံးသက်ချက်မှာဒီမပါဝင်တဲ့ကစားသမားရဲ့ဖြစ်ကျွန်တော်မဇရာအူီပေါ့နော်မဇရာအူီကဒီ မန်ချက်စတာရဲ့ training training လုပ်တဲ့ဗီဒီယိုတွေမှာမပါဝင်လာဘူးလို့ကျွန်တော်သိရပါတော့အဲ့တော့ဒီမဇာရာဝီနေနဲ့ဒီဒီပွဲစဉ်မှာရတဲ့သူတွေကပွဲထွက်လာမယ်လို့ကျွန်တော်ကတော့မထင်မိဘူးအဲ့တော့ညဝဲမှာမှာကျွန်တော်ကတော့ဒီပုံအရင်ဟိုးရင်ကစား ကစားနေကြဖြစ်တယ်။အမတ်ဒီရတော့ပြန်ထက်သွဲခြင်းနဲ့ပေါ့နော်။အဲ့တော့ဂိုသမားတွေပဲစလိုက်ရအောင်။ဂိုသမားကတော့ကျွန်တော်ဘယင်နာပထလာမယ်လို့ထင်တယ်။နောက်တန်း၃ယောက်မှာတော့ဒီလစ်ရဲ့ဒီဒီလစ်ရဲ့အာအာကျွန်တော်တော့မက်ဂွာယာပဲနော်။မက်ဂွာယာဒီလစ်အာလုရှော့ဒီ၃ယောက်ပဲပထလာမယ်လို့ကျွန်တော်ထင်တယ်။ဒီဝင်းဘက်၂ယောက်အနေနဲ့ကတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာဒီအာမတ်ဒီယာလို့ right wing မှာပြန်လဲပွဲထွက်လာမလို့ကျွန်တော်ထင်တယ်။ဘယ်ဝင်းမှာတော့ကျွန်တော်တို့ရဲ့ ဟိုတယောက်တည်းသောကစားသမားဖြစ်တဲ့တိုဂူပေါ့နော်ဘယ်ဝင်းဘတ်နဲ့တယောက်သောကစားသမားဖြစ်တဲ့တိုဂူပဲဖွင့်ထွက်လာမယ်ကျွန်တော်ထင်တယ်ဒီကွင်းလန်မီဖီနှစ်ယောက်မှာတော့ဒီနေ့ပွဲစဉ်မှာကက်စမီရိုမပါဝင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဥကားတင်းနဲ့ ဘရူနိုဖာနန်ဒက်စ်ပဲပြောလာမလို့ထင်တယ်ဆိုတော့ကိုင်းနေအဖြတ်တက်ကောလိုရဲပေါ့နော်ဟိုဟာကတ်စမဲရိုအနေနဲ့ဒီချယ်ဆီနဲ့ဘွဲစင်မှာနှဝါဒနီဖြစ်သွားတဲ့ကြောင့်မလို့ဒီနေ့ဘွဲစင်မှာပါဝင်နိုင်မှာမဟုတ်ဘူးဘွဲပဲပြင်ထန်ထီရတယ်အဲ့တော့ကျွန်တော်တွေကတော့ဒီဥကာတင်းနဲ့ဘရူနိုဖာနန်ဒက်စ်နှစ်ယောက်ပဲပြောလာမလို့ကျွန်တော်တော့ထင်မြင်ဆိုင်ပါမယ်โอเคရှေ့တန်း၃ယောက်မှာတော့ကျွန်တော်ကဒီနေ့ဘွဲစင်မှာအသင်းဟောင်းနဲ့ပြန်လည်ရင်ဆိုင်ရမယ်ဘရိုင်ယန်ဘရိုင်ယန်အမိုးဘိုးကိုကျွန်တော်ရွေးချယ်ခြင်းနဲ့ဒီ SC မူကိုထအောင်ဖြစ်ကတော့ ဘင်ဂျမင်ရှက်ကိုပဲเนาะဒီကစားမတော့မထက်လို့လည်းမရဘူးဆိုတော့တန်ရှစ်စင်နဲ့ဝင်ရတာဒီနှစ်မှာရောက်လာကစားမဆိုတော့ဒီဘင်ဂျမင်ရှက်ကိုပဲကျွန်တော်ထည့်ရမယ်ဒီဘယ်ဘယ်ဝင်းပေါ့เนาะဘယ်ဝင်းမှာတော့ကျွန်တော်ကတော့ဒီနှစ်ပွဲစဉ်မှာ မာတီးယက်စ်ကူညာလေးပြန်လဲပေါ်ထွက်လာပါလာပါဝင်လာမယ်လို့ကျွန်တော်ကတော့ထင်မြင်စားယူပါခင်ဗျ။ Okay ဒါကတော့ကျွန်တော်ထင်မြင်သုံးသပ်မိတဲ့ Manchester United ရဲ့လမ်းရသုံးသပ်ချက်ဖြစ်ပါတယ်။ Manchester United ကတော့ကျွန်တော်ကတော့ဒီထုံထုံးစတိုင်း340 343ကစားခွင့်နဲ့ပဲပေါ်ထွက်လာမယ်လို့ကျွန်တော်တော့ထင်မြင်စားယူပါခင်ဗျ။ကျွန်တော်တို့ဒီ Plucky Player Analysis Season ကိုတွားလိုက်ရအောင်။ Okay ကျွန်တော်ပုံမှန်အားဖြင့်တော့ဒီ Key Player Analysis ကိုရွေးချယ်ခြင်းကျွန်တော်ကဒီကံမဲ့အတင်းရဲ့ ဟို head to head အနေထားတွေကိုကျွန်တော်ကြည့်ပြီးတော့ရွေးချယ်နေရှိတယ်။တိုးတိုးညာလည်းပဲဒီ Bravo အတင်ရဒီနေ့မှာပြောင်းလဲတဲ့အများကြီးလုပ်ထားတယ်ပေါ့နော်။ Share and Testimony တွေအများကြီးပြောင်းလဲတဲ့ကြောင့်မို့ကျွန်တော်ကဒီ head to head ထက်စာရင်ဒီရာဒီရဲ့ခြေစွမ်းကိုပဲကျွန်တော်ကြည့်ပြီးတော့ရွေးချယ်ပေးလိုက်ပါခင်ဗျာ။ Okay ဒီကျွန်တော်ရွေးချယ်ပေးပေးခြင်းတဲ့ player ကတော့ဟို Bravo အတင်ရဆိုရင် Tia Ego Tia ကိုပဲဖြစ်ပါတယ်။ဒီ Ego Tia ကိုကဒီ Bravo အတင်နဲ့ ပွဲစဉ်၅ဝဲကစားပြီးမှဂိုးနှဂိုးသွင်းယူရပြီးရပါတော့အဲ့တော့ဒီနေ့ပွဲစဉ်မှာလည်းဟိုဘရန်ဖို့အတင်ရဲ့တိုက်စစ်ကိုဥဆောင်လာမယ်ဒီအီဂေါ်တီယာကိုအနေနဲ့မန်ချက်စတာနဲ့အတင်ရဲ့ပွဲစဉ်မှာဂိုးတွေများသွင်းယူသွားတွင်တွင်သွားနိုင်အောင်မလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါခင်ဗျာအဲ့တော့ကျွန်တော်ဘရန်ဖို့ဘက်ကနေရွေးချယ်ပေးခြင်းနဲ့ကစားသမားကတော့အီဂေါ်တီယာကိုဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီ Chelsea sorry Manchester United ဘက်ကိုကျွန်တော်တို့တွားလိုက်ရအောင်โอเค Manchester United မှာဆိုရင်တော့ကျွန်တော်ရွေးချယ်ပေးခြင်းတဲ့ကစားသမားကတော့ဟို ဒီနေ့ဒီအင်ရှင်အသင်းရဲ့အသင်းဟောင်းအဖြစ်ပြန်လည်ရန်ဆိုင်ရမယ်ဘရိုင်အမ်မိုးကိုရွေးချယ်ပေးချင်ပါတယ်ဘရိုင်အမ်မိုးအနေနဲ့ဒီမန်ချက်စတာယူနိုက်တက် အသင်းမှာပေါ့နော်ဟိုရှင်းသမျှတိုက်စစ်ကစားသမားတွေထဲမှာ rating လက်ရှိအကောင်းဆုံးကစားသမားတစ်ယောက်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဒါ့အပြင်ဒီနေ့ပွဲစဉ်မှာသူ့ကို ancient ပြိတ္တတွေကဘူးလို့ဘူးလို့တဲ့ကြားနေပြီးတော့ဘလို့ခြေစမ်းပြပြီးတော့ဂိုးတွေတင်းယူသွားနိုင်မလားဆိုတာကျွန်တော်ကဒီစောင့်ကြည့်နေတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီ United တင်းရဲ့ key player ဖြစ်ကျွန်တော် ကတော့ဒီနေ့ပွဲစဉ်မှာအာ Brian Amumu ကိုကျွန်တော်ရွေးချယ်ပေးချင်ပါခင်ဗျ။ Okay ကျွန်တော်ဒီ ဒီ head to head လည်းပြီးသွားပြီကျွန်တော် line up တုံးသက်ချက်လည်းပြီးသွားပြီ key player လည်းပြီးသွားပြီဆိုတော့ကျွန်တော်တို့ final prediction ကိုသွားလိုက်ရအောင်โอเอเชียนแบรนฟอร์ดบ่เนาะเอเชียนแบรนฟอร์ดอ่ะดีอาร์ดีพรีเมียร์ลีกมาก้าวနေในอนาคตมาจนไม่ရှိဘူးသူ့အနေနဲ့ဟိုပွဲစဉ်ဟိုပါဗောเนาะတပွဲပဲနိုင်ရတယ်အဲ့ပွဲကလည်းအက်စတွန်ဗီလာကိုနိုင်ရတာဒီရာဒီစဒုတိယပွဲစဉ်ဗောเนาะအဲ့ပွဲစဉ်မှာလည်းကျွန်တော်အဲ့ပွဲကိုကျွန်တော်ကြည့်မိတယ်အက်စတွန်ဗီလာတော်တော်ချင်းနေစိုးတယ် တော်တော်အခြေအနေဆိုရဆိုတာဒုတိယမှာလာမသိဘူးเนาะသူပြန်ပြီးတော့တိုက်ပြင်မယ်လဲမရဘူးเนาะ Brandfor ကဒီခံစစ်ကကောင်းတယ်အဲ့တော့ကျွန်တော်ဒီနေ့ Brandfor ကိုသတိထားမိတာ Brandfor ကဟိုကစားကွက်ကအရင်ကြီးမကောင်းတော့ဘူးเนาะဒါပေမဲ့လည်းသူတို့ကလို့ဂိုးတွေပါရစရဝိုင်းရင်တော့ရှုံးလေးမရှိဘူးပေါ့နော်ရှုံးလေးမရှိဘူးပြီးတော့သူတို့ကဖင်ပိတ်ကစားတာနည်းနည်းကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒီချက်ကိုကျွန်တော်သတိထားမိတယ်ဒါအပြင်ဒီပြီးခဲ့တဲ့ ပွဲစဉ်နှစ်ပွဲ sorry ပွဲစဉ်၄၄တုံးကလည်းချဲစည်းတင်းကိုသူငကုန်းနှစ်ခုတည်ကြအောင်ကစားရတယ်အဲပွဲတော့ချဲစည်းကတော်တော်ညံ့တာကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့လည်းဒီနောက်ဆုံးကစားခဲ့တဲ့ဖူဟန်တင်းရဲ့အိမ်ခွေမှာဆိုရင်ဖူဟန်တင်းရဲ့3-1နဲ့ရှုံးနေတာတော့တွေ့ရတယ်အဲ့တော့ Brandfor ကဒီရာဒီမှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ချဲစည်းကိုတူတူနဲ့အိမ်ခွေမှာတည်ကြတာတယ်အင်ကွင်းမှာ Aston Villa ကို1-0နဲ့ရရတယ်။အဲ့တော့အင်ကွင်းနှစ်ပွဲကစားရတဲ့အချိန်မှာတပွဲနိုင်ပြီတပွဲတည်ရရတယ်။ရှုံးမမရှိသေးဘူး။သူရှုံးလာတာတွေကအဝင်းဝင်းပွဲစဉ်တွေဖြစ်ပြီးတော့ဒီအင်ကွင်းမှာဆိုရင်တော့သူကရ က်လက်ကောင်းတာကိုကျွန်တော်တွေ့ရမယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီ Manchester United ကိုတွားလိုက်ဟာ။ Manchester United ကတော့ခြေစွမ်းမတည်ငြိမ်တဲ့အတင်းလို့ကျွန်တော်တော့ပြောချင်တယ်ခင်ဗျ။ပြီးခဲ့တဲ့ပတ်ကသူတို့ Chelsea ကိုနိုင်သွားတော့ညာလဲပဲကျွန်တော်ကတော့သူတို့ရဲ့ဒီကစားကွက်ကိုပေါ့နော်အရင်ကြီးအားမရသေးဘူး။ form ကအရင်ကြီးဟိုဘယ်လိုပြောရမလဲအရင်ကြီးမကောင်းနေသေးဘူးလို့ကျွန်တော်ကတော့ခံစားမိရဲ။ဒီ Romeo Amorim ကလည်းဒီသူ့အတင်းနဲ့ ကိုက်ညီတယ်ပေါ့နော်ဒီ3 4 3မှာအသင့်တော်ဆုံးကစားသမားတွေကိုသူရှာရှာတွေ့ရခြင်းမရှိသေးဘူးလို့ကျွန်တော်ကတော့ထင်တယ်။ဒါပေမဲ့လည်း United ကဒီ defense ကတော့ကျွန်တော်မစိုးလာတဲ့အခြေအနေမှာရှိတယ်လို့ကျွန်တော်ကထင်မြင်မိတယ်။အဲ့တော့ဒီ Brentford ကလည်း defense ကောင်းတယ်။ Manchester United ကလည်း defense ကောင်းနေတဲ့နေသားတစ်ခုမှာပေါ့နော်။ကျွန်တော်ကဒီနေ့ပွဲစဉ်မှာ defense အပြည့်အစုံပွဲတစ်ပွဲလို့ကျွန်တော်ကတော့မြင်မိတယ်။ United ကဒီအိမ်ကွင်းပွဲစဉ်တွေဆိုရင် ဒီ Chelsea ကိုနိုင်ရတယ် Burnley ကိုနိုင်ရတယ် Arsenal တို့သူရှုံးလာရပါတော့အဝေးခွင့်မှာသူ Fulham ကို1-1နဲ့တည်ကြပြီးတော့ Man City ကို3-0နဲ့ရှုံးလာတော့တွေ့ရတယ်အဲ့တော့အဝေးခွင့်မှာနိုင်ပွဲမရှိသေးရဲ့ United ကလည်းဒီနေ့ပွဲစဉ်မှာနိုင်ပွဲတစ်ပွဲကိုပေါ်ဆောင်နိုင်ပါမလားဆိုတာကျွန်တော်ကတော့တန်တရားဖြစ်မိပါခင်ဗျအဲ့တော့ကျွန်တော်ကဒီဒီ defensive ကောင်းတဲ့နှစ်သင်းတွေ့ဆုံတဲ့ပွဲစဉ်မှာတော့ကျွန်တော်ကဒီနေ့ပွဲစဉ်မှာဒီ Brentford နဲ့ Manchester United ကတစ်ဖက်ကိုတကိုးစီနဲ့တရေကြသွားမယ်လို့ကျွန်တော်ကတော့ထင်မြင်စမိပြီးတော့ Manchester United ကိုကျွန်တော်ဒီနေ့ညင်ပယ်ခြင်းပါခင်ဗျအဲ့တော့ကျွန်တော်ရဲ့ final prediction ကတော့ Brentford 1 Manchester United 1တရေကြောင်းနဲ့ပွဲစဉ်တစ်ပွဲတို့ကျွန်တော်သုံးသပ်ရင်းနေပဲကျွန်တော်ရဲ့ video ကျွန်တော်ဒီမှာပဲရင်နာခြင်းပါတယ်ကြည့်ရှုရပြတဲ့ကြည်အားလုံး Harry ကနေပြီးတော့ကျေးဇူးတင်ပါခင်ဗျကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးအားလုံးပဲကျေးဇူးပါခင်ဗျ